လက်ရှိပြင်းထန်နေတဲ့ကြောက်ဖြူမြို့နယ်တိုက်ပွဲတွေအတွင်းတရုတ်စစ်သားအယောက်20လောက်ကဒရုန်းတွေကိုသူတို့ကိုယ်တိုင်ကင်တွေထင်းရှုပ်မောင်းနှင်ပြီးစစ်ကောင်စီဘက်ကနေဝင်ရောက်တိုက်ခိုက်ပေးနေတယ်လို့အမည်မဖော်လို့တဲ့တည်င်းမြေတယောက်ကနရင်းစရာကိုပြောပါရယ်မလကျွန်းယော်နာက UGT စက်ယုံနဲ့တစ်ပုတ်တောင်ကတညဝရီရတက်မှာတရုတ်စစ်သားအယောက်20လောက်ဟာဒရုန်းတွေမောင်းပြီးတော့ EE ကိုတိုက်ခိုက်နေကယူရီကိုဘုံကျင်းနေလို့ဆိုပါရယ် ရေတက်ကဗမာစစ်သားတွေကိုဒရုန်းမမောင်းရပြီးဒရုန်းတွေကိုနီးပညာပိုင်းပို့ကျွန်းကျင်နေတရုတ်စစ်သားတွေကိုတိုင်းမောင်းမြင်ပြီးကြေးရော်တွေကိုဘုံကျေးနေတာလို့စီးရီးသတင်းရင်းတွေကဆိုပါရီကုန်းရွှင်တိုင်တီကတရုတ်တရားဖြန့်ဖြူးရေးစစ်ရုံ OGT နဲ့တစ်ပုတ်တောင်တိုက်နေတညောင်းရီရေတက်ဌာနရှုပ်ကတရုတ်စစ်သားတွေကိုတိုင်းဝင်ရောက်ပြီးဒရုန်းတွေနဲ့တိုက်ခိုက်ပေးနေတာလို့သိရပါရီပြီးခဲ့တဲ့မေလ19ရက်နေ့ကကြောက်ပြူမြို့နယ်မင်းတက်တောင်ကြေးရွာက စစ်ကောင်စီတပ်စခန်းနဲ့အစိုးရစစ်မှုလက်မှုတင်နန်းကျောင်းတွေမှာတပ်ဆွေထားတဲ့စစ်ကောင်စီတပ်စခန်းတွေကိုအီအီကတိုက်ခိုက်သိမ်းပါရရှိခဲ့ပြီးတဲ့နောက်တရုတ်စစ်သားတွေကိုယ်တိုင်တိုက်ပွဲအတွင်ပါဝင်လာတာလို့ဆိုပါရယ် CDM ဗိုလ်ကြီးဇင်ရောကလေကြောက်ဖြူမှာတရုတ်ကစစ်ကောင်စီဘက်ကနေဒရုန်းတွေနဲ့ဝင်ရောက်တိုက်ခိုက်ပေးနေတာဖြစ်နိုင်ရှိရှိတယ်လို့သုံးသပ်ပြောဆိုခဲ့ပါရယ်